မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့အုံနောက်အမေးရောင်ယောဂါဟာကက်ယောဂါအသွေးမဟုတ်ပေမဲ့ထုတ်ပြန်ထားတဲ့ကျန်းမာရေးလမ်းညွှန်တွေကိုဂရုစိုက်လိုက်နာဖို့ကျန်းမာရေးဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်ကပြောပါရတယ်။ဥပိုင်စုသတင်းပေးပို့ထားပါရခင်ဗျာ။မန္တလေးတိုင်းနဲ့ရန်ကုန်တိုင်းရခလေးတချို့ဥနောက်အမေးရောင်ယောဂါဖြစ်ပွားခဲ့ပြီးခလေး၁၀ယောက်ကျော်တည်ဆုံးခဲ့တာပါ။ဥနောက်အမေးရောင်ယောဂါမျိုးစား၁၂မျိုးရှိပြီးအခုတွေ့ရှိတာတော့ကူးဆက်တာမမြန်တဲ့ယောဂါပါလို့ ကျမ်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ပါမောက်ခဒေါက်တာစိုးလွင်ကြီးကပြောပါတယ်။ဒါပေမဲ့ဒီယောဂါဟာလည်းဖြစ်တာနဲ့ကုသဖို့လိုပါတယ်။ယောဂပြုရက်ကတော့သူကတရက်ကနေပြီးတော့နှစ်ပတ်အတွင်းဖြစ်တယ်။တချို့လည်းပဲဒီနေ့ကူတယ်။တတိယယောဂလက္ခဏာတွေပြတယ်။နောက်ယောဂဖြစ်လို့ရှိရင်လည်းသူကဒီချက်ချင်းကုသဖို့လိုတယ်။သူကသေဆုံးမှုကများတယ်။တရားဖြစ်လို့ရှိရင်50ကို60လောက်ကသေတယ်။ပြည်သူလူထုအနေနဲ့လည်းပဲဒီယောဂရဲ့တန်တရားလက္ခဏာတွေဖြစ်တဲ့ဖြားမယ်။ ကောင်းကြိုက်မယ်အမ်းမယ်ဆက်ကြောတောင်းမယ်နောက်အေးပြားမှာအနီဆက်တွေအနီခွက်တွေထွက်မယ်နောက်ကသတိလင်မယ်တက်မယ်စသည်ဒီလိုဖြစ်ရင်ချက်ချင်းကျွန်တော်တို့ဆေးရုံကိုပြရောက်သွားရောက်ပြီးတော့ကုသမှုခိုင်ဖို့လိုတယ်ကျွန်တော်ခုနပြောသလိုပေါ့ဒီယောဂ medical emergency ဖြစ်တဲ့ကြောင့်စောစီဒီဖြစ်ဖြစ်ချင်းကျွန်တော်ကုသမှုခိုင်ဖို့လိုတယ်အချိန်နောက်ကြရတာနဲ့အများဒီအသက်အန္တရာယ်ဆုံးရှုံးမှုကပုံမှန်ပြီးတော့ဒါများပြားတော့ပေါ့ခုနမေးအောင်ယောဂဟာ ူပြင်းတဲ့ရာသီနဲ့ဖုံထူထက်တဲ့နေရာတွေမှာအဖြစ်များပါတယ်။အသက်10နှစ်အောင်ကလေးတွေမှာပိုအဖြစ်များပြီးတော့လူကြီးတွေမှာလည်းဖြစ်တတ်တာပါ။အဲတော့ဂါဂိုဇေးတိုက်ထားရင်လည်းပဲကျွန်တော်တို့ယောဂမကူဆက်အောင်နော်ဒီရာနှုန်းပြည့်စိတ်ချက်နေလို့မရဘူး။ဘာလို့ဆိုတော့ तू ကဒီသွေးထဲမှာ24နိုင်ပဲဒီဆေးရလက်ပတ်နေပြီးတော့လောလောဆယ်ဝင်နေတဲ့ပိုးကို तू ကတတ်တယ်။နောက်ထပ်ယောဂပြင်လည်းမပြင်းထန်မှုတော့ပဲ။ သူကအထောက်အကူဖြစ်တယ်သူတောက်ထားတဲ့ကြောင့်ယောဂလုံးဝမကူတာတော့မဟုတ်ဘူးဒါဒီယောဂကအခုနလို့သူကတော့သူကိုကူးဆက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီယောဂကာကွယ်ဖို့အတွက်ယောဂဖြစ်ပေါ်တဲ့ဒေသတွေမှာပေါ့နော်ဒီလူထုထားတဲ့နေရာတွေမသွားဖို့နောက်တစ်ခါအခုနလို့ဖုံတိတ်ပြီးတော့ဖုံထားတဲ့နေရာတွေနော်ဒီနေရာတွေမသွားဖို့ဒါလေးတွေကိုကျွန်တော်တို့ကစင်ကျင်မှုလိုတယ်နော်ကာကွယ်ဆေးထိုးဖို့လိုအပ်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ညှိနှိုင်းထားပြီးလက်ရှိမှာတော့ထိုးဖို့မလိုအပ်သေးဘူးလို့သူကပြောပါတယ်။တချို့သူတွေကကိုယ့်အစီအစဉ်နဲ့ကိုယ်ကာကွယ်ဆေးထိုးနေတာတွေရှိနေပြီးယောဂါနဲ့ဆေးကန့်ညီဖို့အတွက်လည်းသူကအကြံပေးပါတယ်။အဲ့လိုထိုးရင်လည်းပဲကျွန်တော်တို့ဒီ tetravalent လို့ခေါ်တဲ့ဒီအမျိုးအစားဒီအမျိုးဒီမျိုးစုံ၄မျိုးလောက်ပါတဲ့ ကာကွယ်ဆေးတွေကိုကျွန်တော်တို့ထိုးနှံသွားမှသာလင်ပုံမို့ပြီးတော့စိတ်ချမှဖြစ်ပါတယ်ကျွန်တော်တို့တိုက်ပြီးဆိုလို့တိုက်ပြီးကိုပဲထိုးမှဆိုလို့ချင်းတခြားတိုက်တွေဝင်လာလို့ချင်းခံနိုင်မရှိဘူးယောဂကာကွယ်ဆေးနဲ့ကုသဆေးတွေကိုမြို့နယ်တွေအထိဖြန့်ဝေထားပြီးယောဂလက္ခဏာတွေ့ရတာနဲ့နီးစာရကျန်းမာရေးဌာနတွေကိုတွားရောက်ပြသဖို့အတွက်ကျန်းမာရေးဌာနတိုက်တွန်းထားပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ